ကဲမင်္ဂလာပါညီကိုတို့ရေကိုဗီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျာကဲဆိုတော့မနေ့ကတော့ကျွန်တော်တို့ဘာစီလိုနာနော်ပွဲလေးတော့အဆင်ပြေခဲ့မယ်ထင်ပါတယ်နော်အဲ့တော့ဩဘာစီလိုနာ goal ball လေးပေါ့နော်မင်းက90ရင်း body ကြီးကတော့ဒါတည်ကြခဲ့ပြီးတော့ ဂိုးပေါ်လေးတော့ကျွန်တော်အကျိုးမြတ်တော်တော်လေးထွက်ခဲ့မယ်ထင်ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့ဒါ PSG နဲ့ Arsenal ဘွဲရဲ့ဘွဲယူသုံးသက်ချက်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျဆိုတော့အသေးလေးလက်မလေးနေเนาะတယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင် brother တို့ရေကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာပါဗျဆိုတော့ဒီနေ့ရောဘာဘာတွေကြိုက်ကြလဲလောက်ပါအောင်เนาะဒီနေ့လေတပွဲတည်းဆိုတော့ မောင်းတော့မထောက်ဘူးပေါ့လေနော်အဲ့တော့ဒီနေ့ကတော့မှန်တိုင်းပြောရင်ကျွန်တော်နားတော့နားချင်တာဗျာဒီဘွေကမနေ့ကဘာကာလောက်တော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့လည်းအဲသုံးသချက်အနည်းငယ်ကျွန်တော်ဒီနေ့လုပ်ပေးပါမယ်နော်အဲ့တော့ပြီးရင်တော့ကျွန်တော် sorry league ပွဲလေးတွေလည်းရှိတယ်ပေါ့နော် anasa ပွဲတွေ air heli တို့နော်ဒီ air edh တို့ပွဲလေးတွေဒီနေ့လည်းရှိပါတယ်အဲ့ဒါလေးတော့ကျွန်တော်နှစ်ပွဲလေးထည့်ပြီးပြောသွားပေးပါမယ်နော်အဲအဲ့ပွဲတွေကစောလာတော့မသိဘူးနော်ခဏလေးကျွန်တော် show လိုက်အောင်မယ်ဗျ air heli နဲ့ anasa ကကျွန်တော်တို့ ။ဟောနဲဟိုကတော့ဟိုကတော့ဖြစ်တယ်နော်။10နိုင်45မှာကံပါဆိုတော့နည်းနည်းလေးတော့ပွဲဆော့တယ်ပေါ့လीနော်။ကဲမင်္ဂလာပါညီကိုတို့ညီနော်အသေးလေးလက်မလေးနဲ့တယောက်တစ်ချက်လောက်ကွန်ယူပြီးတော့နှိပ်ပေးကြပါအောင်ဘရာသာတို့ကြီးဆိုတော့ PSG တက်မလားအာဆင်နယ်တက်မလားပေါ့နော်။တက်မလားလို့ပြောရရင်အနေထားတော့တိတ်တော့မမိုက်ဘူးပေါ့လေ။ပြောဆိုဘာစီလိုနာမျိုးပထမချော့တေးကြထားတာမဟုတ်ဘဲနဲ့အာဆင်နယ်အိမ်ဝင်းကြီးမှာ PSG ကနိုင်လာပြီးတော့အခုဒုတိယအကြော့မှာ PSG အိမ်ဝင်းကအားသာချက်ပိုရှိတဲ့အတော့ နည်းနည်းလေးတော့အာဆင်နယ်နဲ့တက်ဖို့ရခိုင်တော့တော်တော်လေးနှဲသွားတဲ့အနေထားပါဒါပေမဲ့အာဆင်နယ်ကပြီးခဲ့တဲ့ဝေမှာပါတီးလည်းမပါခဲ့သလိုဒါနော်ဒက်ကလာရိုက်စ်တို့ဒီဟိုဟာတို့ကလည်းသူ့နေရာမှာဆော့ရတဲ့အနေထားတွေမဟုတ်ဘူးပေါ့ဒီနော်ဒီနေ့မာရီနိုလည်းပြန်ပါမယ့်အနေထားမှာနော်အဲ့တော့ဒီ force line တွေကိုကောင်းကောင်းနေတော့အသုံးချနိုင်မယ်ထင်ပါတယ်အဲ့တော့ PSG ကတော့ဒမ်ဘယ်လီဒီနေ့ပြန်ပါနိုင်မယ်လို့တော့ပြောတယ်ဒန်ကတဲ့တတင်းနေထွက်နေပြီမယ်လဲဒါဒမ်ဘယ်လီဒီနေ့ဘောမှာပြန်ပါမယ်ဆိုရင်တော့ PSG ကဒါပြီးခဲ့တဲ့ဘွယ်မှာနော်စားဘောနဲ့ဘွယ်မှာဒါလူဆောင်တက်ဆောင်နဲ့ဆယ်နေရာလောက် ဒါအနာပေးရတဲ့အနေအထားမျိုးမှာဒီနေ့ဘက်မှာတေချာပေါ့နှစ်သင်းစလုံးကတော့အင်ပီအားပြီးနဲ့ထွက်လာနိုင်ပါတယ်ဒါပေမဲ့အာဆင်နယ်ကပြီးခဲ့တဲ့ပွဲမှာလူစုံတက်စုံနဲ့ဘရန်ဖူဘုံမောက်ကိုတော့မသိနော်ရှုံးခဲ့တာကြောင့်ဒီနေ့ပွဲမှာတော့အနိုင်ငယ်လေး risk တော့များနေတယ်ဗျာနော်ကဲတော့ကျွန်တော်တို့စလိုက်အောင်နော်အဲ့တော့ဒါ wise မှာဆော့ကျင်တဲ့ညီကိုရင်းကလည်းကိုပြည့်ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus ကြီးရယူနိုင်ပါတယ်အသေးသေးလေးရှိလို့ပါကဒါ wise မြန်မာ Facebook page နဲ့သူတို့ application သမဟုတ် website link နဲ့ customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်ကဲတော့ကျွန်တော်တို့ let's go ပါ ဆိုတော့ဒီနေ့ဒူရီအကျော်ရဲ့ BSG နဲ့အာဆင်နယ်မှာပေးထားတဲ့အခင်းအကျင်းက PSG ဘက်က level 50ကျွန်တော်တို့ပြန်ပြီးတော့ပေးထားခြင်းဖြစ်ပါတယ်เนาะကျွန်တော်ကြေးလေးပြပြပါမယ်ဗျအဲ့တော့လက်ရှိကပထမအကျော်မှာကျွန်တော်30ရက်4လ2025လောက်ကအာဆင်နယ်သင်းအိမ်ဝင်းမှာပေးခဲ့တဲ့ဂျီကိုပြန်ကြည့်ရရင်အာဆင်နယ်ဘက်က level 50ရှုံးပေးခဲ့တာ ဖြစ်ပါတယ်ဒါကို Z1 နဲ့ BSG သင်းကအနိုင်ရခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီပထမအကျော်ဂျီရ level 50ရှုံးအာဆင်နယ်ပေးခဲ့တာကြောင့်ဒီနေ့ဘက်မှာဂျီရစဉ်းစားမယ်ဆိုရင် PSG ဘက်ကပုံမှန်လေဗယ်50ရုံပေးရမှာဖြစ်ပါတယ်ဒါကပထမကြောမှာပေးခဲ့တဲ့ပုံမူတီးစဉ်းစားတာပေါ့လေဒါပေမဲ့ပထမကြောတော့က 1C နဲ့အာဆင်နယ်ကရှုံးခဲ့တဲ့အတော့ဒီနေ့ဘက်မှာအမှတ်ပိုးလိုတယ် PSG တဲ့ PSG ကဒီနေ့ဘက်မှာတေကန်လို့ရတယ်ဗျာဒါကြောင့်အမှတ်လိုတဲ့အသင်းကအာဆင်နယ်ဖြစ်နေတဲ့အတွက်လေဗယ်20 30ထက်ဆိုင်ရင်ဒါအဲလေဗယ်50ဝင်ယူထပ်ပေးလိုက်မယ်ဆိုရင်ထပ်တော့ပြီးစဉ်းစားမယ်ဆိုရင်50အနှုန်50ဆိုရင်ကျွန်တော်ဒဲကြီးပေးရမှာဖြစ်ပါတယ်။နော်အာဆင်နယ်တေချာပေါက်၃မှတ်ဒီဘွဲမှာမဖြစ်မနေနော်မိနစ်90တွင်မှာ ဝမ်းစီနဲ့ပြတ်မယ်ဆိုရင်ပေါ့လေနော်တလုံးအသားနဲ့ပြတ်မယ်ဆိုရင်တော့ဒဲဂျီမျိုးပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ကွင်းကအာဆင်နယ်ကွင်းဆိုရင်တော့တမျိုးဒါပေမဲ့ PSC ကွင်းဖြစ်နေတဲ့အတွက် PSC အင်ကွင်းအားသာကြကြောင်းကျွန်တော် level 50ရှုံထပ်ပေါင်းထည့်လို့ရပါတယ်။ဒါကြောင့်စောစောဒဲဂျီကို level 50ရှုံပေါင်းလိုက်တဲ့အခါမှာမူလပေးတဲ့ energy level 50ရှုံပြန်ရသွားတယ်။ဆိုတော့ပုံမှန် finalize ပြန်တွတ်တွတ်ရမယ်ဆိုရင်တော့ PSC ဒီနေ့ပေးတဲ့ energy က level 50ရှုံဖြစ်တဲ့ဖြစ်တဲ့နယ်လို့ပဲကျွန်တော်တို့ တွက်ချက်ပါတယ်ဆိုတော့ဒါကမှဂူမောင်ကြီးကိုပြန်ကြည့်ရရင်၃လုံး90ပေါင်းနဲ့ဒါပေးထားတဲ့အနေထားပေါ့လေအဲ့တော့လက်ရှိအာဆင်နယ်နဲ့ဒီ PSG ကဒီ2024 25မတိုင်ခင်မှာအရင်ရာသီနောက်ဆုံး2016တုန်းကချန်ပီယံလိမှာတွေ့ခဲ့ပါတယ်အဲတုန်းက PSG အင်ဝမ်မှာပထမအကြော့ကို level တရာရှုံးပေးခဲ့ပါတယ်1-1ဆိုရဲရလည်လီထွက်ပေါ်ခဲ့ပါတယ်ဒုတိယအကြော့နောက်24ရက်ဆက်လက်2016ဒုတိယအကြော့အာဆင်နယ်အင်ဝမ်ရောက်တဲ့ခါမှာအာဆင်နယ်ကဒဲကြီးပဲပေးခဲ့တယ်ဗျနော်2-2ဆိုရဲရလည်ထွက်ပေါ်ခဲ့ပါတယ်ဆိုတော့အဲတုန်းကပေးတဲ့ PSG အိမ်ဝင်ကြီးဟာ level တရာရှုံးအထိပြင်းနေတာဖြစ်ပါတယ်เนาะဒါတော့မှဝမ်းဝမ်းနေပဲပွဲပြီးခဲ့တာဆိုတော့အခုပြီးတဲ့ level 50ရှုံးအနေနဲ့စဉ်းစားမယ်ဆိုရင်တော့ PSG ကဒီနေ့ပွဲမှာတရေရရုံနဲ့သူတို့နောက်တစ်ဆင့်တတ်နိုင်တာဖြစ်တဲ့အတွက်အရန်ကြီးအပင်ပန်းခံပါမလားเนาะခံစေပဲအသားပေးပြီးတော့အဲအချိန်ဖြုံးမလားဒါတော့နည်းနည်းစဉ်းစားစရာတော့ရှိတယ်ပေါ့လေเนาะအဲ့တော့ Damely ပါမယ်ဆိုရင်တော့တရား PSG ကတလုံးရနိုင်ကြီးအနှဲငယ်လေးတော့ရှိပါတယ်เนาะဒိုနာရူမာပြီးခဲ့တဲ့ပွဲမှာလက်စွမ်းပြခဲ့တဲ့အနေအထားမျိုးမှာအာဆင်နယ်ရဲ့ဒီဒီနေ့ပွဲမှာ မာရီနိုတို့ပါလာမဲ့အနေထားမှာเนาะစာကားတို့ရုံးွားနဲ့အတိုးလုံးနဲ့ဆိုရင်တော့ကိုရကောင်ရနိုင်ပါတယ်အဲ့တော့ PSG ကိုသွားကြည့်ရရင်ပြီးခဲ့တဲ့ဘက်မှာစာစုံမနဲ့ပွဲကခြေစွမ်းကိုတော့သွားကြည့်လို့မရဘူးပေါ့လေဒါပေမဲ့အဲ့ဟိုရှေ့မှာကျွန်တော်လူစုံတက်ဆုံနဲ့ပေါ်ထွက်ခဲ့တဲ့ night sea ပွဲမှာကျွန်တော်1 3နဲ့ပြီးတယ်ရှေ့မှာ Nandes ကို1 1 Liverpool ကို2 1 SM Villa ကို3 2ပထမကျော် PSG အင်္ဂါမှာ3 1လူမျိုးတွေရလက်တွေဖြစ်ခဲ့တာကြောင့်တောက်လျှောက်ဟာ PSG ရဲ့ Carafon ရကအပေါ်သွားနေတယ်ပေါ့နော်တောက်လျှောက်က over 2.5အများစုတွေ့ရတယ်အိမ်ဝင် တောက်လျှောက်မှာလည်း over 2.5တွေတွေ့ရတယ်ဆိုတော့ဒီမှာ Liverpool နဲ့ပွဲ Liverpool နဲ့တွေ့တုန်းကတော့ PSG အသင်းကဒါ0-1နှစ်ကြော်လုံးဖြစ်ခဲ့တယ်ဗောနော်နှစ်သင်းနှစ်ပွဲလုံး goal out ဖြစ်ခဲ့တယ်အဲ့တော့ PSG အိမ်ခွင်းမှာ Liverpool အသင်းကိုတဲကြီးပဲပြေးခဲ့တာပါ0-1နဲ့ Liverpool အသင်းကအနိုင်ရခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခေါက်ဒုတိယအကြော့မှာဒါ Liverpool အိမ်ခွင်းရောက်တဲ့ခါမှာ Liverpool အသင်းက level 50ရှုံးပြီးတယ်0-1နဲ့ PSG ကအနိုင်ရခဲ့တာဖြစ်ပါတယ်ဆိုတော့ပထမကြော်လုံးက PSG အသင်းဟာ Liverpool အသင်းကို ပြေးတဲ့ကြီးကတဲကြီးအထိဖြစ်ခဲ့တာကြောင့် အခုပေးတဲ့ Arsenal ကြီး level 50ဆိုတာဟာဒါ Arsenal အနေနဲ့ရလက်အရန်ကြီးတော့မကောင်းနိုင်တဲ့ကြီးမျိုးဖြစ်တယ်လို့ပဲကျွန်တော်ကတော့ယူဆပါတယ် Arsenal အနေနဲ့တော်တော်လေးယုံမှသာတို့အချိန်ပိုဒီအထိဆက်သွားနိုင်ခွင့်ရမယ်အနေထားပေါ့ဒါပေမဲ့ PSG ကမနိုင်ပြောရင်တော့ဖွင့်ဆော့မယ်ဆိုရင်တော့အာဆင်နယ်အနေနဲ့ကိုးရအောင်ရနိုင်တယ်ဆိုတော့ဖွင့်ဆော့လေအာဆင်နယ်အနေနဲ့ကလက်ရှိနေထားမှာဘာမှမထူးခြားနာဖြစ်နေတဲ့အနေအထားမျိုးမှာဖွင့်ဆော့မယ်ဆိုတော့ကျွန်တော်ထင်တော့1-1တော့အေးအေးဆေးဆေးရောက်လောက်မယ်ထင်တယ်ဗျကြေးရအဖြစ်တော့360ပေါင်းဆိုတဲ့အနေအထားမျိုးဟာ ဂိုးအောက်လေးကိုညှိုးနေပေမဲ့ဒီဘွဲကကျွန်တော်ထင်တော့ဟို1 2 2 1တော့เนาะ2 2ဒီလိုမျိုးရလာလေးတွေဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်အာဆင်နယ်ရဲ့လက်ရှိ current form ကခန်းစစ်တောက်လျှောက်ပေါက်နေပါတယ်ပါတီးပြန်ပါနိုင်ပေမဲ့အာဆင်နယ်ဟာအ ਨੇ ဆုံးအနေဆုံးတစ်လုံးပြတ်မှမျောလင်းချက်ရှိမှာဆိုတော့မရမကတစ်လုံးရအောင်သွင်းပါပဲ PSC ကလည်းသူတို့အိမ်ခွင်းမှာဖြစ်တဲ့အတွက် safe ဖြစ်အောင်အိမ်ခွင်းအနေနဲ့စောစောစီးစီးကိုရထားဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်ထင်တော့11ဟာနည်းနည်းလေး safe ဖြစ်မဲ့ဘက်က နော် race နည်းနည်းလေးယူရမယ်ဆိုပေမဲ့ body ကြီးရှောင်နေတဲ့ goal body ပဲကျွန်တော်ဒီနေ့ရွေးချယ်ပါတယ်เนาะအဲ့တော့ဒီနေ့ကလည်း star ဘွဲမဟုတ်ဘူးရိုးရိုးဘွဲအနေနဲ့ပဲကျွန်တော်ဒီနေ့ဘွဲမှာ PSG နဲ့ Arsenal ဘွဲမှာ goal body ရွေးချယ်ထားပါတယ် okay ဒါကတော့ Champion League ပေါ့เนาะအဲ့တော့ body ကတော့ကျွန်တော်ထင်တော့လက်ရှိအဲဂျီနဲ့ rhythm အရာကတော့ Arsenal အနေနဲ့အရန်ကြီးတော့မဖြစ်နိုင်ဘူးဆိုပေမဲ့မိနစ်90တွင်ပြောရမယ်ဆိုရင်တော့ Arsenal ပဲနေသင့်တယ်လို့ပဲယူဆပါတယ်เนาะနောက်တစ်ဆင့် qualify အတွက်သူတို့ပေးထားတဲ့အဲဂျီအရာက လက်ရှိအနေထားမှာလည်းအဲ3.32က PSG ကိုပေးထားတယ်3.39ကအာဆင်နယ်ကိုပေးထားတာဖြစ်ပါတယ်เนาะနောက်နောက်ထပ် next round final ကိုတက်နိုင်တဲ့ GA ရပေါ့လေဆိုတော့ PSG ကိုတော့နည်းနည်းလေးအသာစီးပေးထားတာတွေ့ရတယ်เนาะဒါကြောင့်လက်ရှိအနေထားမှာတော့အာဆင်နယ်နဲ့တော်တော်လေးယုံမှသာဖြစ်နိုင်မဲ့အနေအထားလို့ပဲယူဆပါတယ်။အဓိကအိုရီကလည်းအရန်ကြီးခြေမထွက်တဲ့အနေအထားဖြစ်နေတာကြောင့်ဒီပွဲဟာเนาะအာဒီဒါရဲ့နောက်ဆုံးပါရီမီเนาะနောက်ဆုံးမျောလင်းချက် အနီးထားမှာရေကုန်ရေကန်ကံမယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်เนาะဒါကြောင့်ဂိုးဘော်လေးပဲရွေးချင်တာပါတယ်โอเคအဲ့တော့ဒါချန်ပီယံလီလေးပြီးပါပြီကျွန်တော်အဲ့မှာပွဲပိုလေးတွေအနေနဲ့ဒီနေ့ပွဲမှာဒါ sorry pro league ကပွဲလေးတွေရှိတယ်ဗောလေဒီမှာလက်ရှိအနေထားအရ air heli နဲ့ el nasa air edh ဒီ3သင်းလုံးဟာချန်ပီယံ3သင်းလုံးဖြစ်ကောင်းဖြစ်နိုင်သေးတယ်လက်ကျန်ရာသီကုန်ဖို့၅ပွဲလိုသေးတယ်เนาะအဲ့တော့လက်ရှိကအပေါ်ဆုံးမှာကကျွန်တော်တို့ပြန်ကြည့်ရရင်ဟိုလားဒီပါကျွန်တော်လည်းအမှတ်တရအလွတ်မရဘူးဗောနော် တော့လက်ရှိက sorry လေးမှာကအဆင့်1က EDH ဖြစ်ပါတယ်60နဲ့မှ10မှတ်ဖြစ်ပါတယ်အဆင့်2က Haley 60နဲ့မှ2မှတ်ပါ Elnasa က60ရမ60เนาะနောက်3သင်းစလုံးကတော့29ပွဲကစားပြီးသွားပြီလက်ကျန်5ပွဲကျန်ပါတယ်ဆိုတော့ဒီမှာဒီနေ့တွေ့ရမယ့်အသင်းတွေထဲမှာ Ahele နဲ့ Eri ပါတယ် Elnasa နဲ့ EDH ပါတယ်ဒီမှာ Elnasa က EDH အသင်းကိုနိုင်ခဲ့မယ်ဆိုရင်လက်ရှိ63မှတ်ဒီ Elnasa ကရမယ် EDH က68မှတ်ရမယ်ဆိုတော့အဆင့်2က Ahele ဟာ ်အယ်နာဆာနဲ့အေဒီရဲ့တွေ့တုံးမှာသုံးမှတ်ရယူတင်တာဖြစ်တဲ့အတွက်အကယ်၍များဒီနေ့ဘက်မှာနိုင်တော့အဲဟေလီက65မှတ်ဖြစ်မှာဖြစ်တယ်ဆိုတော့သုံးသင်းစလုံးကတော့ရေကုန်ရေကန်းရုံးမှာပဲပေါ့လေအဲ့တော့အယ်နာဆာဟာပြီးခဲ့တဲ့ဘက်မှာ AFC Champion League เนาะအာရှရဲ့ Champion League ကို Kawasaki Frontale ဂျပန်အသင်းကိုရှုံးပြီးတော့သူတို့ဒါထွက်ခွာလာရပြီပေါ့လေเนาะအဲ့တော့လက်ရှိအေဟီလီကတော့သူတို့ပြီးခဲ့တဲ့ဘက်မှာဒါအေအီလီအေလီလိုက ခေါ်လာခေါ်လာတော့မသိဘူးเนาะဒီအသင်းကိုရှုံးပြီးထွက်လာရတာကြောင့်ဒါ George ကိုသူတို့ရဲ့ Air Haley နီးပြားကိုထုတ်ပလိုက်ပြီဆိုတော့လက်ရှိဒါအရန်နီးပြားနဲ့ကံမှာဖြစ်တဲ့အတွက် Air Haley body ကလည်းနည်းနည်းလေးတော့အန္တရာယ်များတယ်ဗျဆိုတော့ဒီမှာအဖြစ်တင်ဆုံးကတော့ Elnasa နဲ့ AED Hub ပွဲမှာတေချပေါက်3လုံး90ပေါင်း Elnasa ပေးထားပြီးတော့ပေါ်ကိုပေါင်းဝင်ရောက၄လုံး90ပေါင်းဖြစ်နေတဲ့အတွက် ဒီဘွဲ့နှစ်သိန်းစလုံးကျွန်တော်ထင်တော့ ECC 1221 out tip ဖြစ်မယ်လို့ပဲကျွန်တော်ယူဆတယ်ပထမကြော်တော့အဲ ETH အိမ်ခွင်းမှာ Alnasa အဝေးဝန်းရနေတော့မှ level 50ပေးခဲ့တာပါဒါကို21နဲ့အဲ ETH ကနိုင်ခဲ့တယ်ဆိုတော့ Alnasa ပထမကြော်မှာရှုံးခဲ့တဲ့အနေအထားမျိုးဖြစ်တာကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ကြီးကတော့တလုံး50ပေါင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ပေးတဲ့ body ကြီးကတော့မှန်တဲ့တလုံး50ပေါင်းမှာ၄လုံး90ပေါင်းပေးထားပါတယ် Alnasa ဟာလက်ရှိတိုက်စစ်ပိုင်းအရန်ကောင်းပါတယ်ဒါပေမဲ့ပြဿနာကခံစစ်ပိုင်းဖြစ်နေတယ်ဘိုဒင်းတို့စကိုကြီးပဲတောက်လျှောက်36ခုနှစ်ပွဲဆက် နော် bonus ကိုဖြစ်တာတယ်ကိုဘော်ဒီတောက်လျှောက်ဖြစ်သွားပါတယ်အဲ့တော့ကြောက်စရာက2112သုံးလုံးတက်သွားမှာပဲကြောက်စရာရှိတယ်နော်အဲ့တော့မျောလင်းရမှာက223231 13 เนาะ 23ဒီလိုမျိုးရလက်လေးတွေဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပဲကျွန်တော်ကယူဆပါတယ်အဲ့တော့အဲ EDM မှာတော့အရင်ကြီးတော့အဝေးဝင်းကသူတို့ဖွင့်ဆော့တက်တာမရှိပါနဲ့တောက်လျှောက်ဟာကိုးတွေပေးထားရပါတယ်အဲ ED ဟာကလည်းလीเนาะနောက်ဆုံးပြောင်းအောင်ကိုးပွဲဇက်တိတိကိုးပေးရတာကြောင့်ဒီပွဲလေး ASCC ဘိုးတင်းလို့စကိုးလေးပိုဖြစ်မယ်လို့ပဲယူဆပါတယ်เนาะအဲ့တော့ဒီပွဲတော့ကျွန်တော် အန်နာစာနဲ့ AED ဟာဂိုးပေါ်လေးပဲကြိုက်ပါတယ်โอเคအဲ့တော့ AED နဲ့ Airy ကတော့ကျွန်တော်ရှောင်ပါတယ်ဘာလို့လဲဆိုတော့လက်ရှိ AED မှာကနီးပြားကိုထုတ်လိုက်ပြီးဖြစ်တဲ့အတွက်เนาะလက်ရှိအရန်နီးပြားနေပဲပွတ်ထလာမယ့်အနေအထားမှာ Airy ကဟိုးအောက်ကအသင်းဖြစ်တဲ့အတွက် ဘလို့ကန်ကန်တော့တုံးမှတ်ကရတယ်။ဂိုးခွာချက်လည်းအရန်ကန်စရာမလို့ဘာလို့လက်ရှိအဲဟေလီရဲ့ဂိုးခွာချက်ကအပေါင်း45ဖြစ်ပါတယ်။အောက်ကအယ်လနာဆာကအပေါင်း29ဖြစ်ပြီးတော့အဲအီဒီဟက36အပေါင်း36ဖြစ်တဲ့အတွက်ကွာသေးတယ်ဗျာ။အဲ့တော့နှလုံးနဲ့လည်းအဲပွဲပြီးကောင်ပွဲပြီးသွားနိုင်တယ်ဆိုတော့နှလုံးတည်ကြီးမှာမှာလေးလုံး60ပေါင်းအထိဖြစ်နေတဲ့အတွက်တေချာတာကတော့အဲဟေလီကအောက်ထက်နှလုံးတော့သွင်းမှာပဲเนาะအဲ့တော့ Z2 Z3 ဒီလိုမျိုးရလာလေညှောင်းလင်းရတာကြောင့်เนาะ Z4 မဖြစ်မှာပဲကျွန်တော်ကြောက်တာဒါကြောင့်ဂိုးပေါင်းကြီးအရာနဲ့လက်ရှိအနေထားအရာကတော့ကျွန်တော်ဒီပွဲကတော့ရှောင်းသိမ်းတဲ့ကြီးလို ပဲယူဆပါတယ်အဓိကအဲဟေလီမာကနီးပြလက်ရှိအနေနဲ့မရှိတဲ့အတွက်ကျွန်တော်ဒီဘက်လေးတော့ရှောင်ကြပါမယ်เนาะဖြစ်တင်တာတော့နှလုံးကတော့ပြက်ကောင်းပြက်နိုင်ပါတယ်ဒါပေမဲ့လက်ရှိနီးပြမရှိတဲ့အနေအထားမှာเนาะအရန်ကြီးပြက်အောင်မကန်နိုင်တာကြောင့်ကျွန်တော်ဒီဘက်လေးရှောင်တင်တယ်လို့ပဲယူဆပါတယ် area elnasa နဲ့ပွဲ တုံးကတွေ့ခဲ့တုံးကလေအယ်နာစာဝေးခွင့်ကနေနှလုံးသိရပဲအဲ့လိုပဲပေးခဲ့တာပဲဒါပေမဲ့ပွဲပြီးတော့ဒီမှာနော်1 2ဆိုရရက်လက်လေးဖြစ်ခဲ့ပါတယ်အယ်နာစာနဲ့ပွဲမှာเนาะဒါကြောင့်နည်းနည်းလေးကြီးကြနိုင်တာကြောင့်တကယ်တမ်းရွေးရမယ်ဆိုရင်တော့ every ပဲနေတဲ့နဲ့အခြေမျိုးဖြစ်ပါတယ်เนาะဒါကြောင့်ဒီဘက်ကကျွန်တော်ရှောင်းပါတယ်အဲ့တော့ရွေးမယ်ဆိုရင်တော့အယ်နာစာအီဒီဟက်ပွဲလေးတော့ဂိုးပေါ်လေးတော့သဘောကျပါတယ်โอเคဒါဆိုတော့ဒီနေ့သုံးသက်ချက်လေးတွေပြီးပါပြီเนาะအဲ့တော့မနေ့ပြန်တော့ဒါ United နဲ့ဒါဟိုပွဲရှိမယ်ပေါ့နော်အဲ့တော့လက်ရှိကတော့ဒါ United အနေနဲ့ဒုတိယအကြော့မှာဒါအိမ်ဝင်းမှာဧည့်ခံရမယ်ဆိုတော့သတင်းကတော့ဘီဘာအိုမှာလက်ရှိเนาะနီကိုဝီလီယံเนาะညီနောင်နှစ်ယောက်နှစ်ယောက်လုံး ဒါဒဏ်ရာရသွားတဲ့အတွက်နော် Sanchez ကလည်း attacking midfielder မရှိတဲ့အတွက် United ကတော့နောက်တစ်ဆင့်တက်သွားပြီလို့ပဲယူဆလိုက်ရမှာဖြစ်ပါတယ်အဲ့တော့ဟိုဘက်က Bodoglin နဲ့ Tottenham Hotspur မှာအဝေးဝင်းလဲညံ့နေအိမ်ဝင်းလဲကောင်းတဲ့ Bodoglin အနေနဲ့နော်ပြန်ခံပတ်နိုင်မလားဆိုတာလေးစောင့်ကြည့်နေပဲနော်ကျွန်တော်တို့ဒါ Europa League မှာပဲကျွန်တော်ဆက်တွေ့ပါမယ်အဲ့တော့ဒီနေ့ live လို့တောင်းနေပဲရနာပါရစေဆိုတော့ဒီနေ့ tissue brother တွေ share ပြ brother တွေ comment ပြ brother တွေတယောက်ချင်းတင်တာကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ